ောစီမေဃာခန္ဓာကြီးအာမင်အခုလို့ဒီထဲမှာစိန်ရွှေယရနာတွေထည့်ပြီးတော့ထပနာတာလေထပနာတာဆိုတာထိသွင်းတာဘာလို့ထပနာတာလဲနေလို့ရှိရင်ဖြေတတ်ဖို့လိုအပ်တယ်ပေါ့သူရဲ့ယူရချက်ကနောက်တစ်ချိန်မှာအကြောင်းကြီးပြန်ပြက်ခဲ့ရင်ပြန်လဲတိဆောက်ဖို့ပေါ့ဒီယရနာတွေနဲ့နော်ထပနာတာပါနော် အားလုံးမင်္ဂလာအမျိုးရေးမူပေကျွတ် channel ကျူလိုက်ပါရယ်ဒီနေ့တစ္ဆေပေးမဲ့တရင်ကမစိုးရင်ကြောင်းတက်ကြီးပနာပိတ်ပွဲအခမ်းအနားစီရင်ကျင်းပပြုလုပ်နေတဲ့ပတ်တန်းနေဘီဖိုင်လေးကိုတင်ဆက်ပြတတ်ပြီးတော့ဖြစ်ပါရယ်ဒီဘီဖိုင်ထဲမှာဆိုရင်တော့ဘာကြောင့်ထာပနာခဲ့ရတယ်ဆိုတဲ့အကြောင်းကိုဒီပါမောက်ခချုပ်စီရတော်ကြီးဒေါက်တာနန္ဒမာလာဘီဝန်တာကဒီဟောပြပြောပြထားတဲ့တရားတော်လေးလည်းပါတာကြောင့်ကျွန်တော်ဘီဖိုင်လေးကိုအဆုံးတိုက်လိုက်ပါကြည့်ရှုပေးဖို့ဖွဲ့ခဲ့ကြပါရယ်ဒါဆိုရင်ကျွန်တော်ဘီဖိုင်လေးကိုဆက်လိုက်အောင် ยืนนั่งโอเล่โคตรสีไม่ได้ละแค่ไหนอาลีอาลีอาลีเออทาบนาไปกล้วยบ่อยเนาะโอ้ยตาเดนซีแอนเดย์ยูโอ้ยตาเดนซีแอนเดย์ยูอา ားတို့သမီးတို့ရှိတော့တဲ့ပြင်းပြင်းထန်ထန်လေးဒီကိုအာရုံပြုပြီးတော့ဒီတစ်ချိန်လေးနဲ့အမျှဝေပေးလိုက်ပါရောက်သွားပါလိမ့်မယ်အော်ဘောနောမြေကြီးကြာပုံပြန်နော်

Uh, Estaban uh, a seis huevos ya, ¿no? <coughs>

ကဲမဝမ်းသာကြည်နူးကြရပါဗျာနော်တက်တော့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  လို့ဒီထဲမှာစိတ်ရွှေယရနာတွေထည့်ပြီးတော့ထပနာတာလေထပနာတာဆိုရင်ဖြည့်သွင်းတာမလို့ထပနာတာလေမေးလို့ရှိရင်ဖြည့်တတ်ဖို့လိုအပ်တယ်မေးတာလည်းပဲကိုယ့်အကိုလည်းပဲဘာအထိပ္ပယ်ရှိသမီးအေးဖះကိုလှူတာပဲဆိုတဲ့အထိပ္ပယ်အပြင်ဘာအထိပ္ပယ်ရှိသမီးနော်ဖះကိုလှူတာဒီနေ့ဟာလည်းလှူလို့ရတာဘာအကျိုးရှိလဲ ိုယ့်ရဲ့ယန္တာတွေတံပိုးရှိတဲ့ယန္တာတွေကိုမြှုပ်ပြလိုက်တာဘာအကျိုးရှိလဲဒီလိုမေးစရာဖြစ်လာဒီရဲ့ချက်အစ်စ်ကိုနားလဲသဘောပေါက်ဖို့လိုအပ်တယ်အဲ့ဒီမဲ့ဌာပနာပစ္စည်းယန္တာတွေထက်သွင်းတယ်ဆိုတာဗုဒ္ဓဘာသာဝင်နေနေတယ်တစ်ဖက်ကမေးလာလို့ရှိရင်ဖြေစရာကဘာလို့ဆိုရသော်ရရဲ့တတ်တော်မူတော်တွေကိုစုပြီးတော့စေတီတော်ရှိသည်ကြတာနေပြီးတော့ရှင်မာကတ္တဝါတို့ကသာသနာမင်းနဲ့တိုင်ပင်ပြီးတော့ဓာတုဋိဌာနဆို ဓာတ်တော်တွေအကုန်လုံးစုပြီးတော့ထားအဲ့ဓာတ်တော်တွေစုပြီးတော့ထားတဲ့အထက်မှာတံပိုးကြီးမားလာတဲ့ပရမညာတတော်ကိုထည့်တာပူဇော်ထည့်ထားပြီးတော့စာရန်ကဘာရေးထားလို့ဆိုလို့ရှိနောင်ခါကာလမှာတဲ့ဒီစီတိယမိဒါနဓာတုမိဒါနအဆောင်အဦးဂျူရင်းပျက်စီးခဲ့လို့ရှိရင်သူရဲ့နွမ်းပါတဲ့ပုဂ္ဂိုလ်တွေဘယင်တွေဟောဒီပရမညာယရဏကိုရောက်ချပြီးတော့ ဒီတန်တော်လိုက်ကြီးကိုပြန်ပြီးတော့ပြင်ဆင်มาဆက်ဆံရမယ်เนาะရှာเนาะအဲ့ဒါကကျေရလာပစ္စည်းထက်သွင်းရေးအတိတ်တစ်ခုကြီးညိုလို့ထဲ့တာတစ်ခုเนาะကြီးညိုတဲ့အပြင်ဘာထဲ့ထားတာလဲဒီတောင်တစ်ချိန်ကျတော့သင်္ခါရသဘောတရားအရာစီးပြီးဆိုတာယူရင်းပြပြသွားမှရှိတယ်အဲ့ဒီယူရင်းသွားတဲ့စီးပြီးတော်ကြီးမတတ်နိုင်တဲ့အချိန်မှာ မပြင်းနိုင်ပါဆိုလို့ဒီထဲမှာပါလာတဲ့တန်ဖိုးရှိတဲ့ယန္နာတွေကိုရောက်ချသူဇီဒီကိုတစ်ပြင်းတာဆိုလို့ရပေါ့အဲ့ဒီအတိတ်တွေနဲ့ထဲ့လာရနေခုတော့ပူဇော်တယ်ဆိုတာလောင်းကြီးနဲ့တင်မယ်ထဲ့ကြတာညားလာအဲဒီထားဖို့လိုတယ်နော်အဲဌာပနာကဘာကြောင့် ထဲမှာလဲဖေဟာဖေဟာဒီမှာလားဖေဟာတဲ့အလဲမှာပေါ့အလဲမှာသာအเจ้าကြီးရဲ့အလဲမှာပေါ့နော်ဘာပနာပါကြောင့်ဘုမနောဦးဇနုဌာပနာဆိုတာကဘုရားမှာပဲသုံးတာပေါ့နော်ဒါပေမဲ့ကျောင်းနေမှာလဲဌာပနာကောင်းပါတယ်အထူးအထူးအပြင်သာသနာတည်မှာပေါ့နော်ဒါတွေကိုဒီဦးဇနုမစိုးရင်ကျောင်းထဲမှာဒါဆွဲထက်မိသားစုကဌာပနာမယ်ဌာပနာတဲ့အတွက်နောက်တစ်ချိန်မှာကျောင်းကြီးပြိုပြက်ခဲ့ရင်ဒီဌာပနာတဲ့ ချွေငွေတွေတွေကနေပြန်ပြီးတော့နော်ပြန်ပြီးတော့နောက်တစ်ချိန်မှာအကြောင်းကြီးပြန်တော့ပြန်လဲတီဆောက်နိုင်အောင်ပေါ့နော်အဲ့ဒီရွယ်ချက်နဲ့တီးတာပေါ့နော်အရင်တော့ကလည်းအရင်ဦးသိန်းတို့မစိုးရင်အကြောင်းတကာကြီးဥသက်ရှည်တုန်းကလည်းအဲ့လိုလုပ်ခဲ့ရပေါ့နော်သူကတော့ကျောင်းကြီးတွေရဲ့တိုင်နေမှာဖျားကန်းနေမှာအကုန်လုံးရွှေတွေချခဲ့ရပေါ့နော်ရွှေစစ်တွေချပြီးတော့အခုလောက်ခဲ့တယ်အခုဦးသိန်းတို့ငလင်ကြောင်ပြူသွားတော့ အဲ့ဒီရွှေတွေကိုရလိုက်တယ်ဗောနော်ကျောင်းတစ်ဆောင်တစ်ဆောင်သိန်း2000ဘူးလောက်ရရယ်နော်ကျောင်းတစ်ဆောင်ကိုသိန်း2000ဘူးလောက်ပြန်ရရယ်နော်ဒါပြောမယ်ဆိုရင်သူ့ရဲ့အခက်မှာလဲသူ့အခက်လျောက်ထာပနာခဲ့တာဗောနော်ဒါကတော့ဇွဲထက်မိသားစုကဦးဇင်းတို့မစိုးရင်လဲတိုင်းမှာထာပနာမရရယ်နော်အဲ့သူ့ရဲ့ယူရချက်ကနောင်တစ်ချိန်မှာចောင်းကြီးပြန်ပြက်ခဲ့ရင်နောင်နှစ်တရာအနှစ်နှစ်အားမှာចောင်းကြီးပြန်ပြက်ခဲ့ရင်ပေါ့နော်နောင်လူတွေပြန်မဆောက်ဆောက်ဖို့ခက်ခဲခဲ့ရင် ပြန်လဲတိဆောက်ဖို့ပေါ့ဒီယရနာတွေနဲ့နော်ဌာပနာတာပါနော်ဦးသိန်းတို့စာသင်တာဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ဥပိဖန်လေးကားတာဒီလောက်ပါပဲဒီပြူဖန်လေးကားတော့မစိုးရင်ကျောင်းသိကြီးဆောက်တာဒီကျောင်းသိကြီးမှာဘာကြောင့်ဌာပနာရလဲဆိုတာကိုအဒီပြူဖန်နေ့မှာပြည်သူရှင်းပြပြီးသွားတာဖြစ်ပါတယ်နောက်အမျိုးလဲတာတို့ခွန်နိုင်လို့ပြန်လဲဝင်မြတ်ဒီဆက်ပလေခြင်းဖြစ်တယ်ဒီပြူဖန်လေးကိုလဲနောက်ထပ်လူတွေတာတို့ခွန်နိုင်လို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိတ်ကြပါတယ်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့မျိုးရဲထင်မြင်ဆက်တဲ့ကိုလည်းကျွန်တော်ကောမန့်မှာမှတ်ချက်ရေးပေးကလေးရတယ်လို့ဝေဖန်ကြံပြနေပါဗျ။ဒီထပ်ပနာထည့်နေတဲ့မှတ်တမ်းနဲ့ဗီဖိုင်လေးကိုကြည့်ပြီးတော့တကယ်ဥမာကြည်နူး ဝမ်းသာပီတိဖြစ်မိပါတယ်ဗျကိုမလူနိုင်ပေမဲ့ဒါသာဓုခွန်နိုင်ပါတယ်သတင်းသေးတွေရရှိလို့ရင်ထပ်တင်ပေးပါအောင်မယ်ကျွန်တော် channel အားပေးကြည့်ရှုတူတရ channel ကြည့်ကြပါရစေနောက်ထပ်ပြီးမှပြန်ဆောင်ကြမယ်ခရာ